မင်္ဂလာပါတော်ရရှင်များရှင်အခုချိန်အားစပြီး2025ခုနှစ်အောက်တိုဘာလ6ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုကျမຫນွေဦးမိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရရှင် မြန်မာနိုင်ငံတွင်စံသစ်တင်ကြိုင်းနဲ့ပူပေါင်းဆောင်ရွက်မှုကိုအပြည့်ရန်ကမ္ဘာ့ဆရာများနေတွင် CRPH ဥက္ကဋ္ဌတိုက်တွန်းနှိုးဆော်တဲ့သတင်းကိုဥစွာတင်ပြပေးသွားပါမယ်။2025ခုနှစ်အောက်တိုဘာလ5ရက်ချင်းပပြုလုပ်သည့်ကမ္ဘာ့ဆရာများနေအခမ်းအနားတွင်ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌဦးအောင်ကြည်ညွန့်ကမြန်မာနိုင်ငံ၏ပညာရေးကဏ္ဍတွင်စံသစ်တင်ကြိုင်းရဲ့နည်းလမ်းများနဲ့ပူပေါင်းဆောင်ရွက်မှုကိုအပြည့်ရန်တိုက်တွန်းပြောကြားခဲ့ပါတယ်။ထို့အခမ်းအနားကို Interim Federal Education Council IFEC ကြွား Online Coordination Committee Education နဲ့အမျိုးသားညီညွတ်ရေးအစိုးရ UNG ပင်ရိုင်းဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ယာယီသမရဝန်ကြီးချုပ် ညာရှင်များနဲ့အာနာဖီဆိုင်လှူရှားမှု CDM တွင်ပါဝင်သူများတက်ရောက်ခဲ့သည့်အဆိုပါအခမ်းအနားတွင်ဦးအောင်ကျင်းညွန့်ကစမ်းသစ်တဲ့တင်ကြားရေးတွေမှာလည်းပဲရိုးရိုးမဟုတ်ပဲနဲ့လက်တွဲထားတဲ့ချိတ်ဆက်ထားတဲ့အင်အားစုတွေနဲ့ပူးပေါင်းဆောင်ရွက်ကြရမယ့်အနေအထားဖြစ်ပါတယ်။အဲဒီကြမှာသာအနာဂတ်နိုင်ငံအတွက်စွမ်းအားရရှိနိုင်မှာဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ထို့ပြင်ယခုနှစ်စောင်ပုတ်ဖြစ်သည့်စမ်းသစ်တင်ကြားလက်တွဲထားအနာဂတ်နိုင်ငံစွမ်းအားနဲ့အညီပင်ရိုင်းစနစ်တစ်ခုကိုတည်ဆောက်ရန်လိုအပ်ကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံ တွင်2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းပင်ရိုင်းကဏ္ဍသည်ပြင်းထန်သည့်ဖိနှိပ်မှုများနဲ့ရင်ဆိုင်နေရသောကြောင့် ဦးအောင်ကျင်းညွန့်က CDM ဆရာဆရာမများနဲ့ចောင်းသားများရဲဝဲမှုကိုချီးကျူးပြောဆိုခဲ့ပြီးចောင်းများနဲ့ចောင်းသားများကိုပြစ်မှတ်ထားတိုက်ခိုက်မှုများကြားတွင်ဆရာဆရာမများနဲ့ရဲ့ရော်လူထုကြီးပညာရေးဆက်လက်ရှင်တန်ရန်မဆုံမနဲ့ကြိုးပမ်းနေကြရလို့၎င်းကပြောကြားခဲ့ပါတယ်။ကမ္ဘာဆရာများနေသည့်1996ခုနှစ်တွင် UNESCO နဲ့အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO ၏1966ခုနှစ်သဘောတူစာချုပ်ကိုခြေခံ၍စတင်ကျင်းပခဲ့ခြင်းဖြစ်တော်လဲမြန်မာနိုင်ငံတွင်ယခုနှစ်ခ န်းနာသည့်ဆီအာနာရှင်စနစ်ကြောင့်ပညာရေးဖြစ်စည်းခံရမှုများကိုကြော်လွှားရန်ပို၍လဲနေသည့်အခမ်းအနားဖြစ်တယ်လို့၎င်းကဆိုပါတယ်။ဥအောင်ကြီးညွန့်ကဆီအာမိဘ၊ចောင်းသားများနဲ့နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများကြားပုံမူခိုင်မာသည့် ပူပေါင်းဆောင်ရွက်မှုများဖြင့်ဖက်ဒရယ်ပညာရေးစနစ်ကိုတည်ဆောက်ရန်တိုက်တွန်းခဲ့ပါတယ်။ကျွန်တော်တို့ရဲ့အနာဂတ်နိုင်ငံမျိုးစစ်သက်ကျွန်တော်တို့ရဲ့သားသမီးတွေကိုတကယ့်အတက်ပညာရရောကိုကျင့်တရားရရော နောက်ခါမှဘယ်တော့အခါမှဘလို့အာနာရှင်စနစ်မျိုးရဲ့အောက်မှာမှဘိုင်းကောင်းကြောက်ဖြစ်တင်ကြားရပြီးပညာရေးစနစ်မျိုးကိုမကြုံတွေ့ရဘဲနဲ့လွတ်လပ်တဲ့လူသားများအဖြစ်ရှင်သန်သွားနိုင်အောင်စူးစမ်းဆောင်ရွက်သွားကြပါစို့လို့၎င်းကအလေးနက်တိုက်တွန်းထားပါတယ်ရှင်။ ဆက်လက်ပြီးရေစကြိုးမြို့နယ်ပင်ငိုင်းဘုတ်အဖွဲမြို့နယ်ပင်ငိုင်းဘုတ်အဖွဲဖွဲ့စည်းမှုတွင်52နေရာကိုဘုတ်အဖွဲဝင်55ဦးဖြင့် ဖွဲ့စည်းတဲ့တရင်ကိုတင်ပြသွားပါမယ်။အစ်စ်ပြင်စင်ဖွဲ့စည်းခဲ့တဲ့မြို့နယ်ပင်ငိုင်းဘုတ်အဖွဲ့ဝင်များတွင်ရေစကြိုမြို့နယ်အခြေခံပင်ငိုင်းရေးအကျိုးတက်ဆိုင်သည့်အဖွဲ့စည်းများမှကိုစားပြုများလွမ်းခြုံပါဝင်ပြီးပင်ငိုင်းဘုတ်အဖွဲ့တာဝန်ခံပင်ငိုင်းတိုက်နယ်မှူးနယ်မြေမှူးဇုံမှူးဌာနတာဝန်ခံလုပ်ငန်းအဖွဲ့ခေါင်းဆောင်စသည့်နေရာများအတွက်52နေရာဖြင့်မြို့နယ်ပင်ငိုင်းဘုတ်အဖွဲ့ဝင်စုစုပေါင်း45ဦးဖြင့်ဖွဲ့စည်းထားကြောင်းရေစကြိုမြို့နယ်ပင်ငိုင်းဘုတ်အဖွဲ့မှတရင်ထုတ်ပြန်ထားပါသည်။အစ်စ်ပြင်စင်ဖွဲ့စည်းခဲ့ တဲ့မြို့နယ်ပင်ရိုင်ဘုတ်အဖွဲ့ဝင်များတွင်အသက်50မှ60တွင်200ရာခိုင်နှုန်းအသက်30မှ40တွင်50ရာခိုင်နှုန်းအသက်40မှ50တွင်15ရာခိုင်နှုန်းနဲ့အသက်20မှ30တွင်33ရာခိုင်နှုန်းတို့ပါဝင်တယ်လို့ဖော်ပြထားပါတယ်။အသက်ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့မြို့နယ်ပင်ရိုင်ဘုတ်အဖွဲ့ဝင်အမျိုးသမီး33ရာခိုင်နှုန်းပါဝင်ပြီးပင်ရိုင်ရဲ့အတွေ့အကြုံရှိသူအရာထမ်း CDM 73ရာခိုင်နှုန်းအမှုထမ်း CDM 69ရာခိုင်နှုန်း Volunteer 900ရာခိုင်နှုန်းအောက်ခြေဝင်ထမ်း CDM ်း900ခိုင်နှုန်းနဲ့ freelance educator 400ခိုင်နှုန်းတို့ပါဝင်တယ်လို့သိရပါတယ်မြို့နယ်ပညာရေးဘုတ်အဖွဲ့ကများဤပညာရေးချင်းမှာ master 6ဦး BEd 6ဦး BSc BA 25ဦး BE 2ဦးနဲ့ဒီပလိုမာ3ဦးတို့ဖြစ်တယ်လို့အသိပေးထားပါတယ်။ထို့ပြင်အမိစင်းတင်သွင်းထားပြီးမြို့နယ်ပညာရေးဘုတ်အဖွဲ့တွင်ပါဝင်ခဲ့ခြင်းမရှိသေးသည့်55ဦးအားမြို့နယ်ပညာရေးဘုတ်အဖွဲ့လုပ်ငန်းအဖွဲ့များတွင်အရန်အဖွဲ့ဝင်ဖြစ်ပါဝင်ဆောင်ရွက်နိုင်ရတဲ့စွမ်းရည်မြင့်တင်တာများပေးခြင်းလုပ်ငန်းခွင်လေးလာစေခြင်းနဲ့ရွေးချယ်ခံထားခြင်းများကိုလှုပ်ထုံးလုပ်နည်းများမူဝါဒများစံတန်ဖိုးများနဲ့အငင်ဆက်လက်ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ ကမ္ဘာဆရာများနေ့ကိုကွန်ပျူတာစိုးတဲ့အနေဖြင့်မြန်မာနေဦးတက္ကသိုလ်ကဟောပြောပွဲကျင်းပတဲ့တင်ကိုဆက်လက်တင်ပြပေးပါမယ်။အောက်တိုဘာ9ရက်နေ့မှာကြာရောက်မဲ့ကမ္ဘာဆရာများနဲ့ World Teacher Day ကိုကွန်ပျူတာစိုးတဲ့အနေဖြင့်မြန်မာနေဦးတက္ကသိုလ်ကဟောပြောပွဲကျင်းပပြုလုပ်ခဲ့လို့ထုတ်ပြန်ထားပါတယ်။အောက်တိုဘာလ4ရက်နေ့မှာနေဦးတက္ကသိုလ်ကစမ်းသစ်တင်ကြားလက်တွဲထားအနာဂတ်နိုင်ငံစွမ်းအားခေါင်းစဉ်ဖြင့်ဟောပြောပွဲကျင်းပခဲ့လို့ဆိုပါတယ်။အဆိုပါဟောပြောပွဲမှာတပါပရိကြီးနဲ့တကွာ နယူးတက္ကသိုလ်မှဆရာကြီးဆရာမကြီးများကအမှားစကားပြောကြားခြင်း၊ကမ္ဘာဆရာများနဲ့အထိမ့်မှတ်တိမှတ်ပွဲရများမျှဝေခြင်း၊ဆရာဟူသည့်မျိုးဆက်သစ်တစ်ခု၏နာဂတ်ကိုတိဆောက်သူဖြစ်သည်ဟူသောကောင်းစဉ်ဖြင့်ဟောပြောခြင်းများပြုလုပ်ခဲ့လို့ဆိုပါရယ်ဆက်လက်ပြီးစမ်းသစ်တင်ကြားလက်တွဲထားအနာဂတ်နိုင်ငံစွာအကောင်းစဉ်ဖြင့်ဆွေးနွေးခြင်း၊နယူးတက္ကသိုလ်ကျောင်းသားကျောင်းသူများကအမတ်တရကပြရွတ်ဆိုခြင်း၊ဆရာဆရာမများအားမျက်စရာသစ်ခြင်းဖြင့်ကာရောကပြုခြင်းတို့ဖြင့်အခမ်းအနားကိုအောင်မြင်စွာပြုလုပ်ခဲ့လို့သိရှိရပါရယ်ရှင်။ နိုဝေအချင်းထောင်ကနိုင်ငံရေးအကျဉ်းသားတူ နှလုံးဖောက်ဝင်တာဖြစ်တည်ဆုံးခဲ့တဲ့သတင်းကိုနောက်ထပ်တင်ပြပေးပါမယ်။တဝဲအချင်းထောင်ကနိုင်ငံရဲ့အချင်းသားတူအော်တိုဘာလ3ရက်နေ့ညပိုင်းမှာနှလုံးဖောက်တဲ့ဝင်တာဖြစ်တည်ဆုံးသွားခဲ့လို့တဝဲခရိုင်နိုင်ငံရဲ့အချင်းသားများကွန်ရက်ကထုတ်ပြန်ထားပါတယ်။တည်ဆုံးသွားခဲ့သူဟာတဝဲမြို့နယ်ရှင်မုတ်ထီးရွာက အသက်48နှစ်အရွယ်ဦးအောင်ကိုဦးစုသူဖြစ်ပြီးပုံမှန်905ကကြီးဖောက်ခွဲကပုံမှန်ရီနဲ့2021ခုနှစ်အစပိုင်းတည်းကထောင်နဲ့ရှင်းနေချမှတ်ခံထားရသူဖြစ်တယ်လို့သိရပါတယ်။၎င်းဟာအချင်းချခံ ေရချိန်မှာကျမ၏အခြေအနေဆိုးရွားတာကြောင့်မကြာခဏဆေးရုံတက်ရောက်ပြီးကုသမှုခံယူခဲ့ပေမဲ့လုံလောက်တဲ့ကျမ၏ဆောင်ရှောက်မှုမရတာကြောင့်ယောဂအခြေအနေမသက်သာပဲပုံမှုဆိုးရွားလာတာဖြစ်တယ်လို့သိရပါတယ် အောက်တိုဘာ3ရက်နေ့ညပိုင်းမှာဒဝေပြည်သူစေယုံကအကျဉ်းသားတွေကိုကုသပေးတဲ့အဆောင်မှာစေကုသမှုခံယူနေချိန်နှလုံးဖောက်ပြီးသေဆုံးသွားခဲ့ရလို့ဆိုပါတယ်။ဒဝေအကျဉ်းထောင်မှာလုံလောက်တဲ့စေဝါကုသပေးမှုနဲ့ကျန်းမာရေးဆောင်ရှောက်မှုမရရှိရကြောင်းအကျဉ်းချနေချိန်တွင်သေဆုံးခဲ့ရသူ3ဦးထိရှိခဲ့ပြီဖြစ်ပါရဲ့ရှင်။ အညာဆောင်ကိုအန်တူကတိုက်ပွဲဝင်နေတဲ့ရဲဘော်များအတွက်စောင်းစစ်တေကမ်ပိန်းပြုလုပ်တဲ့တရင်ကိုဆက်လက်တင်ပြပါမယ်။ချွမ်းအီလွန်းရဲ့အညာဆောင်ကိုအန်တူကတိုက်ပွဲဝင်နေကြတဲ့အညာသားရဲဘော်တွေရဲ့လိုအပ်ချက်တွေကိုပြန်လည်ဖြည့်တင်းနိုင်ဖို့စောင်းစစ်တေကမ်ပိန်းကိုပြုလုပ်နေကြောင်းတူကွန်မရိတ်ကအသိပေးထားပါတယ်။နေပူပူမိုးရွာရွာတိုက်ပွဲဝင်နေရတာကြောင့်ရုံရွံပျက်စီးလာတဲ့ရဲဘော်တွေရဲ့ဖက်ကျောပိုးအိတ်စတဲ့အသုံးဆောင်တွေပြန်လည်ဖြည့်တင်းပေးနိုင်ဖို့အတွက်ယခုကမ်ပိန်းကိုပြုလုပ်ရတာဖြစ်ပြီးကမ်ပိန်းကရသမျှကို ို96 soldier PDF အညာတက်ခွဲအားထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။ပါဝင်အားဖြင့်လူသူများအနေဖြင့်ဖက်နက်1000ကျပ်၊ကျောပွေ3000ကျပ်၊စေး9000ကျပ်နဲ့ယူနီဖောင်း3သိန်းကျပ်တို့ဖြင့်မိမိအားတိုင်ရာထောက်ပံ့နိုင်သလိုမိမိတို့ကြိုက်သလောက်တတ်နိုင်သလောက်ပါဝင်ထောက်ပံ့နိုင်တယ်လို့အသိပေးထားပါတယ်။အဆိုပါကမ်ပိန်းကိုအောက်တိုဘာလ4ရက်နေ့မှ31ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပြီးကမ်ပိန်း target ဟာချက် 3500ဖြစ်တယ်လို့ဆိုပါတယ်ပြည်တွင်းပြည်ပဖိမဲမျိုးစုံဖြစ် to comrade page messenger မှာလုံခြုံစိတ်ချစွာပါဝင်အားဖြစ်နိုင်တယ်လို့အသိပေးထားပါတယ်ရှင်အခုတင်ပြခဲ့တဲ့သတင်းတွေကို radio ungd သတင်းထောက်ခတ် shell နဲ့ပရေဖို့တို့ကပေးပို့ထားတာဖြစ်ပါတယ်ရှင်